ခန်းတစဉ်ဂျေဆုဂျူနာတို့ဤယန္တရာဝေါ်တာဝင်းအမည်ရှိအဆောင်မရှိတူကသူ၏မှတ်တမ်းထဲ၌ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာပိုလန်နိုင်ငံသို့လေပတ်ရောက်လာသောငိမ့်ချင်းရင်သမားနှစ်ဦးအကြောင်းကိုဖော်ပြထားလေ၏ငိမ့်ချင်းရင်သမားတို့ကပိုလန်အေရှင်တို့ကိုမေးသည့်ဆိုပါ၏ခမည်းတော်အနေနဲ့ဂျာမနီကလိုက်လာတဲ့ခရီးရန်မိတ်ဆွေတို့ကိုလက်ခံတွေ့ဆုံနိုင်ပါမလား ပိုလန်နေချက်ချင်းမျက်နှာပြည့်ပြီးမဖြစ်နိုင်ပါဘူးပိုလန်မှာရှိတဲ့ကြောက်ခဲတွေတောင်မှဂျာမနီတက်လို့တည်ခဲ့ရတဲ့ပိုလန်သွေးတွေဟာမချောက်သေးပါဘူးငင်းချမ်းရင်သမားတို့ဘာမှဆက်ပြောစရာမရှိတော့ပဲပြန်လို့အဟုပြင်ဆင်တော့ခါဖျားเจ้าအတူဝင်ပြီးရှစ်ခိုးတော့ပါဟုသူတို့ကခေါ်ရင်သူတို့ဝိုင်းထဲမှာဝင်ထိုင်ပြီးပထနာတော်ကိုတိုင်ပြန်ယူဆိုစေသူတပားသည်အကျွန်ုပ်တို့၏ပြစ်မှားတို့အပြစ်များကိုအကျွန်ုပ်တို့သည်လွတ်တကယ်သူအကျွန်ုပ်တို့၏အပြစ်များကိုလွတ်တော်မူပါ ပိုလန်တို့၏အသံနှင့်တိမ်ငောသည်ကိုဧည့်သည်တော်နှစ်ယောက်ကသတိပြုမိသည်ပထနာတော်အဆုံ၌ပိုလန်ကောင်းဆောင်သည်မျက်နာကြီးညီမြန်းလျက်ခွင့်လွတ်ပါအပြစ်လွတ်နိုင်ခြင်းမရှိဘဲကိုယ့်အပြစ်ကိုလွတ်တော်မူပါဆိုရဲကျွန်တော်ကိုခွင့်လွတ်ပါဧည့်သည်ရရှိမှကြိတ်မနိုင်ခဲမရဖြစ်ရင်သပွဲဝိုင်းကလေးပေါ်မှာထိုသူကမှောက်ချပြီးနောက်တသိမ့်သိမ့်ရှိုင်းနေသည်ကိုမြင်နိုင်သည်ထိုသူ၏နောင်ဒသည်စစ်မှန်သော နောင်ဒပင်ဖြစ်၏ နောက်တစ်နှစ်ခွဲအကြာတွင်ဗီယန္နာမြို့တော်၌ပိုလန်နှင့်ဂျာမန်ခရီးယာတို့တွဲဆုံဆွေးနွေးခဲ့ကြပြီးအသင်းတော်ကိုအတူတကွတည်ဆောက်ခဲ့ကြသည်မှာယခုတိုင်ပင်ဖြစ်လေသည်တဝစ်ချက်သောကဆောက်သည်စစ်ကြီးအတွင်အပြစ်ကျွလွန်ခဲ့ခြင်းများနှင့်ပတ်သက်၍ပတ်ဆိုင်သူလူသားတို့၏တုံ့ပြန်မှုများကိုမှတ်တမ်းပြုထားကြောင်းတွင်ရသည်စစ်ကြီးပြီးဆုံး၍25နှစ်အကြာတွင်ဂျာမန်ကောင်းဆောင်ဝီလီဘရန့်ပိုလန်နိုင်ငံဝါဆောမြို့တော်သို့အလေရောက်လာပြီး ။ဝါဆုံမျိုးစုံကအောင်းမိပွဲတုတ်တန်တစ်ခုမှဒူးထောက်တဲ့အပြစ်ဖြေရာဝတ်ကိုပြုသည်ထုံနောက်နှုတ်ဖြစ်ပင်ဖော်ပြ၍မပြီးနိုင်သောခြေခွဲဝန်းနှံမှုများကြောင့်ဤကဲ့သို့ဒူးထောက်၍ဝတ်ဖြူရခြင်းဖြစ်ပါကြောင်းဖော်ပြခဲ့ကြသည်။ကိုဖြစ်ကိုကိုဝင်ချဖို့ရန်အတွက်ဂျပန်တို့အလွန်ဝင်လေးခဲ့ကြသည်ပလဲစစ်ကန်အားဘုံကျဲခဲ့သည့်250ပြည့်ခန္ဓာကိုကိုဖြစ်ကိုကိုတိုင်ဝင်ခံသည့်သဘောနှင့်တက်ရောက်ပါရန်အမေရိကန်ကဖိတ်ကြားခဲ့သည်ကိုညင်းပယ်ခဲ့ကြသည် ကမ္ဘာစစ်ကြီးဖြစ်ပွားခဲ့ရသည်မှာကမ္ဘာတစ်ခုလုံး၏တာဝန်သာဖြစ်သည်ဟုဂျပန်တာဝန်ရှိသူတယောက်ကကြေညာခဲ့ဘူးလေသည်ဒုတိယကမ္ဘာစစ်၌အနုမြူဗုံးဒံများကိုခံလိုက်ရပြီးသည့်နောက်လက်နက်ချရာတွင်ပန်အီဂရစ်ဘီယင်ကြီး ဟီရိုဟီတိုကသူ့မိခင်တွင်ဝင်းချတောင်းပန်ခြင်းလုံးဝမရှိသူထုံးစံစကားကိုပဲသုံးခဲ့သည်ကိုယခုလိုကြားခဲ့ရသည်ခဲ့ရဲ့အချိန်နီးယားကျွန်ုပ်တို့ဂျပန်နိုင်ငံသည်ဆက်လက်တိုက်ပွဲဝင်ရန်အကျိုးမရှိသည်ကိုသိနာလေလာသည့်အတွက်ကြောင့်စစ်ပြင်းရင်းရန်ဆုံးဖြတ်လိုက်သည်ဟု၏ မြေတုပင်ရှိစီတို့နိုင်ငံတကာအဖွဲ့အစည်းအသီးသီးတို့သည်ဂျာမနီနိုင်ငံဂျပန်နိုင်ငံတို့သည် ထိုက်တန်သောနေရာအသီးသီးမှပါဝင်ခွင့်ရရှိနေပြီးကိုကျွန်တို့တွေ့မြင်ရသည်ခွင့်လွှတ်ခြင်းသည်တဘာဝမကြတရားမျှတမှုမရှိတတ်ကြောင်းကိုကျွန်တော်ဖော်ပြခဲ့ပါပြီသို့သောဝင်ချတောင်းပန်ရန်လက်မနှီးခဲ့သောဂျာမနီဝင်ချတောင်းပန်ခြင်းစိတ်မရှိလာသောဂျပန်သူတို့ဒီအပြစ်လွတ်ခြင်းအခွင့်ကိုတော့သူတို့အတိုင်းတာနဲ့သူတို့ခံစားနေကြရသည်ဟုဆိုချင်ပါသည် ယခုအချိန်ထိကဘာစစ်ကြီးအတွင်းကအနိဋ္ဌာယုံများအကျန်းဖက်သော လုံရများနဲ့ပတ်သက်ပြီးအပြန်ပြန်လန်လန်အပြစ်တင်ရှုံချမှုများကတော့ရှိနေနေဖြစ်ပါသည်ဂျပန်ပြည်ဟီရိုရှိမားနှင့်နာဂါစတီတို့တွင်အမေရိကန်ကအနုမြူပုံကျဲချပြီးလူပေါင်းသသိန်းခန့်တည်ကြည်ခဲ့ရသည်ကိုဂျပန်တို့သည်နာကျင်စွာခံစားခဲ့ရလေသည် ထို့တူတရုတ်ပြည်နန်ကင်းမြို့ကြီးသို့ဂျပန်တပ်များကဝင်ရောက်၍ရက်ဆက်စွာတပ်ဖြတ်ခဲ့မှုဖျက်ဆီးခဲ့မှုများအတွက်တရုတ်၊ကိုရီးယား၊ဖိလစ်ပိုင်နိုင်ငံများ၌ ဂျပန်စစ်သားများကပျော်ရွှင်စေရန်အမျိုးသမီးများကိုအသုံးပြုခဲ့မှုများအတွက်သက်ဆိုင်ရာနိုင်ငံများကရိုကြီးတောင်းခံမှုတောင်းပန်ဝင်ချရန်တောင်းဆိုမှုများကိုလည်းယနေ့တန်ကြားသိနေရပြီးပြီးအနောက်ဂျာမနီနိုင်ငံသည်နာဇီဂျာမနီ၏အပြစ်ကျွမ်းများအတွက်စောစောစီးစီးတောင်းပန်ခဲ့ပြီးနိုင်ငံတကာအတိုင်းအဝန်းမှစောစောစီးစီးခွင့်လွှတ်ခြင်းခံရသည်သူသည်ဂျူးလူမျိုးများအတွက်ကြေးရာကြေးချောင်းတောင်းပန်ရုံသာမကဲ ဘီလျံဒေါ်လာ60အကူအညီပေးပြီးပြန်လည်ထူထောင်ရေးလုပ်ငန်းများလှုပ်ဆောင်ပေးခဲ့ကြောင်းသိရပါသည် ကွန်မြူနစ်အခြေဂျာမနီကမူစစ်ကြီးပြီးဆုံးခဲ့တော့လဲမန်မာနာကိုမလျှော့နိုင်ခဲ့ပြီးသို့တော်လဲဘာလင်တိုင်းကြီးပြိုကျ၍ကွန်မြူနစ်စနစ်ကြီးပြိုကွဲမှုနှင့်အတူဂျာမန်နိုင်ငံပေါင်းစည်းဖို့ရန်အတွက်ဆုံးဖြတ်ချိန်မှာစတင်၍ရှေ့ဂျာမနီပါလီမန်တွင်လူထုဆန္ဒနှင့်အညီတင်မြောက်လျက်တမောက်ဆုံးသော လူထုကြီးညာချက်တစ်ခုကို ထုတ်ပြန်ခဲ့သည်ထိုကြီးညာချက်သည်ကွန်မြူနစ်ဂျာမနီတို့ထံမှအိမ်မက်ပြီးမမက်နိုင်ခဲ့သောကြီးညာချက်ဖြစ်နေကြောင်းတွေ့ရပါသည် ဂျူးအစ္စရေးတို့ပေါ်ကျူးလွန်ခဲ့သမျှသောအမှုများအတွက် GDR ပါလီမန်သည်လူမှုကူစားအထူးဝန်းနှင့်ကြေကွဲကြောင်းကြေညာအပ်ပါသည်ဂျာမနီ၏သမိုင်း၌အလွန်ကြီးလေးသောအပြစ်ဝင်ထုတ်ကြီးတင်ရှိခဲ့ပြီးဟုကျွန်ုပ်တို့ဝန်ခံကြပါသည်1945ခုနှစ်စစ်ကြီးပြီးချိန်မှစ၍တာဝန်မဲခဲ့သောအရှိဂျာမနီ GDR ၏သူတော်ကောင်းရောင်ဆောင်မှုရက်ဆက်စွာဆက်လက်တင်းမာခဲ့မှုများအတွေ့ပြုလုပ်ပါရန် ဂျူးတို့ပါဝင်ကဘာတို့တောင်းမအပ်ပါကြောင်းဟူ၍သူတို့စုခဲ့သည်ကိုစိတ်လှုပ်ရှားစွာကြားနာရပါသည်ကွန်မြူနစ်စနစ်ကြီးမပြိုကွဲသိမ်းမီ1983ခုနှစ်တွင်ပိုလန်လူမျိုးဖြစ်သူပုံရဟန်းမင်းကြီးဒုတိယမြောက်ဂျွန်ပေါ်သည်သူစာတီပိုလန်ပြည်ကိုအလေရောက်ရှိခဲ့ပြီးအီယာမခရိယန်ယုံကြည်သူများနှင့်အတူဆူတောင်းဝင်ပြွယ်ကျင်းပခဲ့လေသည်ပိုနီယာဘော့စခီတရာကြီးကိုဖြတ်၍ ဝှဖြူကိုကိုရအရက်သူလျှောက်လာနေသောယုံကြည်သူခရီးရန်များသည်ပိုလန်ကွန်မြူနစ်ပါတီအဆောက်အဦသို့ရောက်သောအခါတံပြန်ဟစ်ကျွေး၍ခမရတို့ကိုခွင်လွတ်တယ်ခွင်လွတ်တယ်ဟု၍ဘဝတုံများကျေလောင်စွာသောအတန်ကိုဟစ်၍သစ္စာတိုင်တယ်ကြသည်ညမကြမီမှာပင်ဝါဆောကက်သလစ်အသင်းတော်မှအသက်35နှစ်အရွယ်ကက်သလစ်ပုံတော်ကြီးပိုပီလူးစကူ၏အလောင်းကိုပစ်ချူရာမြင့်၌ဘောလုံးမျိုးနှင့်တီးကိုတွေ့ရသည်သူ့အလောင်းကိုဆယ်ယူရရှိပြီးစစ်ဆေးချိန်မှာတော့မျက်လုံး းများမှာဒဏ်ရာတွေရလျက်လက်သေးခုများခွာပြီးမှအသက်ခံထားရကြောင်းသဲလုံစံများတွေ့ရသည်ပိုလီလူးစကိုသည်တမန်တရားကိုဆောင်ရှောင်ကြအစိုးရအဖြစ်အရှုံးမခံနှင့်အကောင်အဖြစ်အစိုးကိုနိုင်လိုဟုသောတရားကိုပိုလန်ပြည်သူတို့၏နှလုံးသားအတွင်ရိုက်သွင်းပေးခဲ့သောသာသနာ့ကောင်းဆောင်ဖြစ်ခဲ့ရာ သူတည်တော်လဲသူဆုံးမလို့ဒီပူလန်တို့နှလုံးသားမှာဆွဲချန်ရစ်ခဲ့သည်သူဖြစ်ရပြီးပူလန်ဤကွန်မြူနီအုပ်ချုပ်ရေးရန်ရာကြီးသည် သူအရှိန်နေသူလိန်စင်းပြီးဘသူကမှရွေးချယ်စရာမလိုပဲညှင်သာစွာကြောက်ဆုံးတော့ခဲ့ရလေသည်အတွင်းကောတမားတူဖြစ်သည့်ပေါ်ထရစ်ဆိုသူကပြောဘူးသည်ခွလုံမှုဆိုသည်မှာအတိတ်ကိုပြန်လဲအောင်မီလျက်သားဖြစ်တည်နိုင်သည့်အရာတဲ့ဟုတ်ပါသည်သို့တော်ထူအတိတ်ကိုလှည့်ကြည့်ပြီး ိုသာမန်နေသူကမှားတယ်ဟုသောစိတ်ဓာတ်မျိုးနေကတော့ခွင့်လွှတ်ခြင်းကိုရလိမ့်မည်မဟုတ်ညံ့ညက်သောအမြင်နှင့်အတွေ့ရှိမှသာထူးယူဆကမှန်ပါလိမ့်မည်အချိန်ချင်းဆိုခဲ့ပြီးသည့်အတိုင်းခွင့်လွှတ်ခြင်းသည်လွယ်ကူသည့်အလုံးမဟုတ်နှစ်ပေါင်းများစွာကြာချင်းမှလည်းကြာတတ်သည် သို့သောမိမိတို့၏အတိတ်သမိုင်းကိုမှန်ကန်စွာရှင်းပြသုံးတတ်တတ်ကြမည်ဆိုရင်အချိန်ကြာချင်းကြာပါသည်အဖြစ်ထောင်မှလွတ်အောင်ရှောင်နိုင်မည်မှအသေးချဖြစ်ပါသည်ကျွန်တော်ကိုယ်တိုင်သည်ဆိုဗီယက်ယူနီယံ၏အထံပါနေသောအချိန်၌ထိုနိုင်ငံကိုစည်ရေးစရာအဖွဲ့ဝင်တဦးဖြစ်ရောက်ရှိသွားခဲ့ပူပါသည်အောဘူကောင်းလိုက်ပါပြီမစ္စတာကောဘတ်ချက်ကောင်းဆောင်သောဆိုဗီယက်ကောင်းဆောင်များကနှွေးတွေးလိုက်လဲစွာကြိုးကြိုးဧကန်ရဲ့ဆိုဗီယက်လူအဖွဲ့အစည်းကြီးကြာချင်းနေသောဇာရိတမန်နန်ကို ခရိယချင်းရေးစရာများကကုညီအားပေး၍တက်မှတ်ပေးကြပါတဲ့နောက်တစ်ခုမှတ်မှတ်သားသားရှိခဲ့ဒီကတော့ဆိုဗီယက်ထောက်လှမ်းရေးအဖွဲ့ TGB ဌာနချုပ်မှကျိုးစုလက်ခံခြင်းပင်ဖြစ်သည် TGB ခေါင်းဆောင်တဦးဖြစ်သောဗိုလ်ချုပ်ကြီးနီကိုလိုင်းတိုလာရော့ကကျိုးစုနှုတ်ခွန်းစကားပြောကြားရာတွင်အမေရိကန်စာပေသမားများကို TGB ၌တွေ့ရခြင်းသည်အံ့ဩဖွယ်ဝတ္ထုတို့ဖတ်ရသလို ခံစားရသည် ျွန်တော်တို့ဆိုဗီယက်များသည်ခရီးယံယုံကြည်ခြင်းကိုပြစ်ပယ်ပြီးဘာသာတရားတည်သူသားတွေကိုစိတ်ဝမ်းကွဲစေသည်ဟုသိပ္ပံနီးကြတွတ်ဆကြသည်။သို့သောတမိုင်းသင်္ကန်းစာတို့ရစစ်မှန်သောလူပေါင်းဤပြုပြင်ပြောင်းလဲမှုကိုလေးနက်သောယုံကြည်ခြင်းချစ်ခြင်းမျှော်လင့်ခြင်းတို့အပြစ်သာတိဆောက်လို့ရနိုင်ကြောင်းခန့်စားလာရသည်။ထိုတောင်းဝင်ကိုယခုကျွန်တော်ကြိုးစားထမ်းဆောင်ရသည်မှာ ကားရန်ထမ်းရသလိုပင်ခန့်စားရပါသည်။ကျွန်တော်တို့စီးရဲစီရာဖွဲ့ဝင်အားလုံးမှာယုံကြည်သူခရိယန်တွေဖြစ်ကြသည်။ ကျွန်တော်တို့ဤစကပြန်နှစ်ယောက်မှာလဲရုရှားအော်တိုဒေါက်ဒီနိုမှာတကြွစွာသာသနာလုပ်ငန်းများလုံမိမှုကြောင့်ဆိုဗီယက်မှနေထုတ်ခြင်းခံခဲ့ရသူရုရှားတွေဖြစ်သည်ကျွန်တော်တို့အားလုံးဗိုလ်ချုပ်ကြီးဤစကားကြောင့်ခေါင်းထောင်သွားကြရလည်သည်ကျွန်တော်မိတ်ဆွေစီရေးစီယာနီတာဟုကတိတ်အားနာတတ်သူမဟုတ်ဘူဂျုံကြီးခင်ဗျာအမေရိကန်ကိုရောက်လာကြတဲ့ရုရှားအတတ်ပညာရှင်ကြီးတွေဟာထောင်နှံကလေးတွေပါလာပါတယ်ဆိုဗီယက်ကျင်းထောင်ဂူလက်ကျောင်းတွေသူတို့ပြောပြလို့ကျွန်တော်တို့ကြားရပါတယ် ကိုနဲ့အယူဆမတူရင်ရန်သူဆိုပြီးသဘောထားဖမ်းဆီးတာပြီးကိုတိုင်းပြည်ကိုကိုချစ်လို့ကောင်းလို့ရရကလေးအကြံပေးမိတာနဲ့ပဲထောင်ထဲကိုထည့်တာပြီးဒီခန့်မှကြီးအုံဆုံးမှလည်းအချုပ်ခန်းနေလောက်ထားတာကျွန်တော်တို့ကြားရပါတယ်တက်နိုင်သူရေကိုပိုင်ခံယူချက်ကလေးများကိုဘူချုပ်ကြီးထံမှကြားပြရစီဘူချုပ်ကြီးရဲ့မျက်နှာတည်သွားပြီးသူ့ချွေရံနေအားလုံးနဲ့မျက်နှာပြကြတယ်ဆော့ဆော့ပန်းကဗီယက်နမ်ကမိုင်လေးလူတက်မှုတရားခံစစ်ဘုတ်ကလေးလိုပဲ ကျွန်ုပ်ရဲ့အလုပ်ကိုကျွန်ုပ်လုပ်ခဲ့တာပဲဟုသူပြောလိမ့်မလားဟုကျွန်တော်တွေးနေတယ်ဘိုးချုပ်ကြီးကအတန်ကိုထိန်းရပြောလိမ့်သည်ဟေးဗျာကျွန်တော်တို့အခုပြောပြောနေတယ်ပြန်လည်ပြုပြင်ရင် pure historical ဆိုတာကိုနောင်တစိတ်မပါဘဲနဲ့တော့မလုပ်နိုင်ပါဘူးအတိတ်သမန်းကိုပြန်ကြည့်လိုက်ရင်နောင်တရတယ်နောင်တစိတ်ကနေပြီးတော့တခါအသက်ဘဝကိုတန်လိုင်းကြရမှာပဲပြည့်ညတ်တော်ဆေးပါးကိုချိုးပေါက်မိတဲ့အပြစ်ဒဏ်လေးကိုတောင်းပြီးတစ်ခုလုံးနှိမ်ခံကြရတဲ့လူပဲသဘောထားရမှာပဲသဘောပေါက်ပါတယ်နော် စာပေသမားတွေပဲသဘောပေါက်ရမှာကိုသူတို့ရဲ့ရက်ဆက်ကြမ်းကြုံမှုတွေကိုသူကဝန်ခံခြင်းဖြစ်ပေသည်ပြည့်ညတ်တော်စေပါကိုချိုးပေါက်တည်ဆိုရ၌ငါမတစ်ပါးအခြားသောဖျားကိုမကူးကွယ်ရဟုသောအမတ်တိပြည့်ညတ်ကိုသူရည်စူး၍ဆိုခြင်းဖြစ်သည်ဖျားသခင်ကိုမကူးကွယ်ပဲရုပ်ဝါဒကိုသူတို့အစားထုတ်ခဲ့ခြင်းကိုဆိုလိုခြင်းဖြစ်ရပါမည် စတော်လင်းလက်ထနိုက်ခရီးယံဖုန်းတော်ကြီး၄၂၀၀ကိုတုတ်ထင်ခဲ့သည် ထောင်ချီ၍ရှိနေသောအသင်းတော်တွေကိုမိတက်ခဲ့သည်။မြမကောလိပ်ပေါင်း60ကျော်ကိုဖျက်ဆီးခဲ့သည်။ ဓာရီကိုဗိုလ်ချုပ်ကြီးကအောက်မေ့နိုင်ဖို့လိုဤထိုအကြောင်းများကိုဒါရိုက်တာအပူလစီရိုက်ကူးခဲ့သော နောင်တရီပန်တိုင်ဇာကမှာမှတ်တမ်းမှတ်ရာများနှင့်ပြန်လည်တွေ့ရှိနိုင်ပါသည်ဇာကဤအဆုံး၌လဲသူမကြီးတဦးကသူရှောင်းနေသောလမ်းကလေးအဆုံး၌ပေါ်လိုက်တံကိုကျွန်တော်တို့ကြားနိုင်ပြီဖြစ်ပါသည်ဖျားသခင်မရှိတဲ့လမ်းကိုရှောက်သွားနေတဲ့အတွက်ဘဝမှာအလကားပါပဲရှင်ဟူဤကျွန်တော်တို့အမေရိကန်ပြည်ထောင်စု၏အတိတ်ကိုကြည့်ပါအောင်ဆို ယနေ့ပြည်ကွေးသောသောဆိုဗီယက်ယူနီယံမှရုရှားနှင့်ခြေချင်းညာခင်ယူကိုစလာဗီယားမှကွဋ်ထုတ်ကုန်သောနိုင်ငံများသူတို့လိုပင်ကျွန်ုပ်တို့ပြည်တော်စုမှာအလွန်ကြောက်မက်ဖွယ်ကောင်းသောပြည်တွင်းစစ်ကြီးဖြစ်ခဲ့ဘူးလေသည်မိသားစုတစ်ခုနှင့်တစ်ခုပြီးတော့တမည်တဲ့နေတရည်တဲ့တောက်သူတွေအချင်းချင်းဖြစ်ခဲ့ဘူးသောအတမိုင်းအမှန်ပါ ကျွန်တော်ဒီဂျော်ဂျီယာပြည်နယ်အတ္တလန္တာမြို့တွင် ကြီးပင်းလာခဲ့ရာထိုမြို့သည်အတိတ်ကဗိုလ်ချုပ်ရှမင်းသို့သောပုဂ္ဂိုလ်မြေလံဖြစ်ခဲ့သောမြို့ဖြစ်မှန်သိခဲ့ရသည်ယနေ့ခေတ်မီရှုဆစ်စင်ရေးဟုထိုဗိုလ်ချုပ်ကစတင်ကျင့်သုံးခဲ့သည်ဟုလည်းဆိုရာကျွန်ုပ်တို့သမိုင်းသည်လည်းကြမ်းတမ်းသည့်နေရာမှာယခုခေတ်ဘော်ဒန်ဒေတာကယူဂိုစလပ်တွေနဲ့မယုံမဆွဲပင် ရှိပေလိမ့်မည်တိုင်းပြည်ကြီးကွဲမထွက်ခဲ့တာကလေးတစ်ခုတည်းနှင့်ကျေးဇူးတော်ပဲတွက်ဆခံစားမိပါသည် အမေရိကန်တောင်ဘက်ချမ်းသားတို့သည်ပြည်တော်စုမြောက်ဘက်ကိုထိုလိုကန့်လန့်လှုပ်ချင်သောညင်ကလေးတွေကမပြောင်းနိုင်သူတို့မြောက်ဘက်ကအလံကိုကို့အလံဖြစ်သုံးဆွဲမှုအပေါ်မှာမကြည်မချမ်းဖြစ်ပုံကလေးတွေကိုကျွန်တော်ကြားခဲ့ရပူသည်ဘာပဲပြောပြောယနေ့အမေရိကန်ပြည်တော်စုမှခွဲထွက်ရေးအသံမလန်နေမရှိတော့ဘူးလူမျိုးရေးကြီးမြောက်မှုတွေလည်းမရှိဘူးအောင်ရည်မြောက်ရည်လည်းမရှိတော့ကုယုံသာမကသမရဂျီမီကတ်တာသမရကလင်တန်ဆိုသည့်ပုဂ္ဂိုလ်တွေဟာလည်းတောင်ဘက်ချမ်းသားတွေမင်းဖြစ်ပါသည် ပြည်တွင်းစစ်ကြေးပြည်မှာနိုင်ငံရေးသမားအချို့နှင့်အကြံပေးတချို့ကသမရလင်ကုံအားတီပြည်တွင်းစစ်ဟာတောင်ပတ်ချမ်းသားတွေကြောင့်ခုလိုဖြစ်ရတာဒင်းတို့ကိုဒဏ်ပေးဖို့တင့်တယ်ဟူ၍ဝိုင်းပြီးပြောခဲ့ကြသည်လင်ကုံကအခုကျုပ်သူတို့ကိုခွင့်လွှတ်ပြီးလက်တွဲလာတာဟာဒဏ်ပေးခြင်းတမျိုးပဲဘောဗျာဟုသူကဲ့လေသည်မှန်ပေသည် ခွင့်လွှတ်ခြင်းတရားသည်ရန်ကျွေးတို့ကိုချုပ်ငြိမ့်စေသည် အမှန်တရားတရားကိုမြင်တွေ့စေသည်ကိုလဲပြီးမတန်သူလဲအီချမ်း၍အမေရိကန်ပြည်တော်စုကြည်တချိန်ထိုးတာယာဝပြော၍လာခဲ့ရသည်လင်ကွင်းဝိညာဉ်သည်ယနေ့အမေရိကန်တို့ဖို့ဦးဆောင်နေစေပင်လူဖြူလူမဲကိစ္စဒီမြေပေါ်တွင်ကမ်းကျွမီကျွန်းကမ်းမြေရှင်သန်နေကြရကြောင်းကိုတမိုင်းကသင်ပေးခဲ့လေပြီအကုံလုံးတို့ရောမချစ်နိုင်အကုံလုံးကိုခွင့်မနှုတ်နိုင်အကုံလုံးတော်တာမရနိုင်ဒီလူမျိုးရဲ့ကိစ္စကိုအမြင့်ဖြုတ်ပြီးမဆိုနိုင် သို့သောရုပ်ပြည့်ချင်းပြည့်တွေမဖြစ်အမြောက်တွေဘုံနေနဲ့စစ်ခင်းရတဲ့အထိအရင်စိတ်တို့မဝင်ခဲ့ကျွန်တော်အကြောင်းကိုကျွန်တော်ပြောရရင်ကျွန်တော်ဒီလူဖြူလူမျိုးရေးစိတ်နဲ့ကြည်ပြင်းလာရသူဖြစ်သည်ကျွန်တော်ယခုအသက်50ခန့်သာရှိသေးတော့လေငငယ်ကအတွေ့အကြုံတို့ကိုအဝေးကြီးမှကြံရိုက်ခဲ့သလိုခံစားရသည်ထို့ချင်းကအတ္တန္တာမှာအင်သာရေချိုးခန်းတို့၌လူဖြူအတွက်လူမဲအတွက်ဆိုပြီးခွဲ၍ဆိုင်ပုတ်တွေကိုချိန်ဆွဲထားသည်တောက်ရီတောက်စက်တွေမှာလည်းထုံနီးနေနေစားောက်ဆိုင်တွေမှာလည်းဒီတိုင်းပါပဲ လူဖြူလူမဲခွဲခြားရေးအပြင်ဂျူးစန့်ကျင်ရေးများကလည်းရှိခဲ့သည်ကိုနောက်ပိုင်းမှကျွန်တော်သိခဲ့ရသည်နောက်ပိုင်းမှလူအခွင့်ရေးအဥပဒေအရထိုခွဲခြားမှုများကိုရုပ်သိမ်းစေခဲ့သည့်အခါလူဖြူချို့တို့သည်ဆန္ဒပြသည့်အနေဖြင့်မိမိတို့ဆန်များကိုပိတ်ပစ်ကြသည်ကျွန်တော်တို့အသင်းတော်မှာလည်းလူဖြူသီးသန့်အသင်းတော်ပင်ဖြစ်ပါသည်အသင်းတော်မှာသီးသန့်ကြောင်းဖွင့်တော်လဲလူဖြူကလေးငယ်များကိုသာကျောင်းဝင်ပေးခဲ့သည်အချို့သောအသင်းတော်ဝင်လူဖြူများသည်လည်း စိုးရအဲ့ဥပဒေကိုထောက်ခံ၍လူမဲများကိုလက်ခံလိုတဖြင့်ပူညံပူညံဖြစ်ခဲ့သည်အသင်းတော်စာသင်ကျောင်းသို့လူမဲဓမ္မအမှုတော်ဆောင်ကြီးတဦးဤသမီးကလေးတစ်ယောက်ကိုလက်မခံသည့်ကိစ္စတွင်မချင်တဲ့သူတော်တော်များများအသင်းတော်မှထွက်ခွာတော်ခဲ့ကြသည်ထို့သောအတိုင်းကာဘာဓမ္မတက္ကသိုလ်ကျောင်းသားလူမဲကလေးတစ်ယောက်ကိုလည်းကျွန်တော်တို့အသင်းတော်သည်လက်မခံခဲ့ပြီး ထိုလူငယ်ဓမ္မကျောင်းသားကလေးသည်တိုနီအီဗန့်စ်ဖြစ်၍နောက်ကာလ၌အလွန်ထင်ရှားသောဓမ္မဆရာကြီးဖြစ်လာခဲ့ပေသည်ထိုချိန်ကကျွန်တော်တို့သည်လူမဲအခွင့်အရေးအတွက်တိုက်ပွဲဝင်နေသူမာတင်လူသာကင်းကိုမာတင်လူစီဖာကွန်းဟုလောင်ပြောင်းခဲ့ကြပြီးဓမ္မပညာအရေးချုပ်ကွန်မြူနတီသူရှုစသည်ဖြင့်တရော်တော်တော်လုပ်ခဲ့ကြသည်နောက်နှစ်ပေါင်းအတန်ကြာတော့မှကင်းစီအရေးကြီးတွေကိုသဘောပေါက်လာကြပြီး ူကြောင့်ငါတို့ဒေသမှာလူမဲတွေနဲ့လူဖြူတွေထမတတ်ကြရဲ့အခြေအနေဆိုးကလွံ့မြောက်ခဲ့တာပဲဟုသူ့ကိုကျေးဇူးတင်မိသည်။ကင်းသည်လူဖြူရဲရရှိတဲ့နေ့အခြေတင်အငေးပွားသူပလိတ်ခွေးကြီးဝါရွေးဆွဲခံခဲ့ရသူ မိသက်ကြီးပိုက်တင်နေထိုး၍ပတ်တီကိုလည်းခံသူအဖြစ်လူလူကြီးအာယုံကိုဆွဲဆောင်ပြီးလူမဲတို့၏အကျဉ်းချက်မျိုးမျိုးကိုတရုတ်ပြပေးခဲ့သူဖြစ်သည်။ ုက္ကမြာမှာမကြကနာဆိုသလိုနံပါတ်၃နှင့်အရိုက်ခံရအချုပ်သေးကိုရောက်ရနေအတော်အမှုပွင့်ခဲ့ရရှာသည် သူသည်လူမဲခွင့်ရင်အတွက်ငင်းချမ်းစွာတိုက်ပွဲဝင်ရင်ဝင်းရင်ရအတိတရားများကိုလည်းတိုင်းပြည်မှာချပေးသွားခဲ့သည်အကြမ်းဖက်လို့ရအားလုံးကိုစန့်ကျင်ပြီးလူပုဂ္ဂိုလ်ချင်းဘယ်တော့မှရန်သူလိုသဘောမထားလူတို့ဤမှရင်သောမူဝါဒများကိုသာအဓိကစန့်ကျင်တော်လှန်သောကြောင့်အဖြစ်မှန်ကိုသုံးသပ်ရရှိသည်လူလမှုဆိုတာကိုတောင်းတတယ်လို့ပြောပြီးအမုန်းတွေရညှိုးတွေနဲ့ အဲ့ဒီနီလန်မျိုးကိုမလုံကြရဘူးဟုသူကဆိုခဲ့လေသည်ဘာမင်ဟမ်ထောင်မှပေးစာများဟူသည်သူထောင်ကျခြင်းကရေးသားခဲ့သော စာများသည်ခွလူချင်းမြတာပေါ်မှအခြေခံထားသည်ပူစာများကိုရေးသားရန်အတွက်ဘာမင်ဟမ်အချင်းထောင်တွင် သူစာငတ်ခံ၍ဝိညာဉ်ခွန်အားကိုတောင်းခံခဲ့ရသည်ဟုကျွန်တော်ကြားရသည်သူဦးဆောင်ခဲ့သောအဘမပီနေဆဲမမျိုးပြင်ရှိတရာကြီးပေါ်မှဆန္ဒပြပွဲကြီးတွင်လူဖြူမြင်းကြီးရဲများကအတင်းဝင်ရောက်ပြီးလက်နက်မဲ့လူမဲများကိုအကြမ်းဖက် နေနင်းခဲ့ပုံတွေကို TV ဖန်သားပြင်ပေါ်မှာအတန်းစားမြင်ခဲ့ရပုံတွေ ုဆန္ဒပြပွဲကြီးပြီးနောက်တစ်ပတ်အကြာမှာပဲသမရဂျွန်စင်လူမဲများကဆန္ဒမဲပြပိုင်ခွင့်အဥပဒေကိုလက်မှတ်ထိုးခဲ့လေသည်ကင်းသည်သူ၏လုပ်ပေါ်ဆောင်ဖက်ဖြစ်သောအင်ဂျူရမ်ကိုရင်ဖွင့်ပြောပြခဲ့ရ၌ကျွန်တော်အခုလုပ်နေတဲ့အခွင့်အရေးတိုက်ပွဲဆိုတာဟာတကယ်တော့ဖိယသခင်ချစ်တဲ့ကမ္ဘာလောကကြီးမှာလူသားတွေအားလုံးပြည်လဲသိမြတ်ရေးကတင်ချင်းကျေးဇူးတရားကိုခံစားရရှိရင်းနဲ့မြစ်တာကမ္ဘာလောကကိုတိဆောက်ရေးအတွက်ပဲ အဲ့ဒီဘုံပိုင်းနိုင်ကိုရှေ့ရှုပြီးလှုပ်ဆောင်တဲ့နေရာမှာလူပြူလူမဲပြဿနာကိုခြေခံကြကြကျွန်တော်စတင်ရေးဆွဲထားတယ်။ဒီရှုပ်ထုပ်ကြီးတွေမရှင်းနိုင်ရင် မကြခင်မှာလူမဲတွေအများကြီးတည်ပြီးလူပြူတွေအများကြီးငရဲကိုရောက်နိုင်မယ်။ဒီလိုမဖြစ်ရလေအောင်အခုချိန်မှာတရားမျှတမှုအတွေ့တိုက်ပွဲဝင်ပြီးနေရတာပဲ။ဤများလောက်မြင့်မြတ်သောလူမဲတို့၏အသက်တာအပြင်ကျွန်တော်၏အတွေ့အခေါ်တို့ပြောင်းလဲသွားရသည်။လူပြူလူမဲခွဲခြားလို့သောကြီးမြောင်းသည့်လူမျိုးရေးစိတ်တို့အေးပြောသွားရသည်။ တစ်ချိန်ကကျွန်တော်တို့ ਈ အတ္တလန္တာအသင်းတော်ကြီးလည်းကျွန်တော်နီးနေနေပဲသူတို့ ਈ အမြင်ကိုပြောင်းလဲပေးလိုက်ရလိမ့်ပြီမှန်ပါသည်ကျွန်တော်ဤငယ်သူငယ်ချင်းဖြစ်သူလက်ရှိသင်းဟုတ်ဆရာကြီးခစ်တွင်လူမျိုးရင်းမှန်မာနာတွေနဲ့ပြုတ်ကွဲပြီးချိနဲ့အာပြုတ်နေသည့်အသင်းတော်ကိုပြန်လဲတည်ဆောက်ခဲ့ရသည်အတိတ်ကအသင်းတော်ကိုဝင်ခွင့်မပေးဘဲထားခဲ့မိသည့်တိုနီအီဗင် သူသူမိကလေးကိုအသင်းတော်အကြောင်းမှလက်မခံ အာနာစရာကောင်းလွန်အောင်မင်းတိတိတတ်တာကြီးနှိမ်၍ထားခဲ့မိသောလူမဲဓမ္မစရာကြီးစသည့်ပုဂ္ဂိုလ်ကြီးများတို့အားအသင်းတော်သည်ဝမ်းနဲ့ကြည်ကွဲစွာတောင်းပန်၍လူမျိုးပေါင်းစုံအထူးကိုယ်ကွယ်ဝပြုခြင်းအစည်းအဝေးကိုခေါ်ယူလျက်ဘုရားသခင်ရှေးမောင်နိုင်မိဟာရပွဲတော်ကိုစတင်ကျင်းပခဲ့ကြသည်အကုန်လုံးကိုယ်စိတ်ကြိုက်ဖြစ်သလားအောင်မြင်သလားမဖြစ်နိုင်ပါ ဆွေကြီးသူလူပြူတစုတို့အသင်းတော်မှာခွဲထွက်သွားကြသည်။ခြားသင်းတော်များသို့ပြောင်းရွှေ့သောမူတွေကိုတော့တရင်ကားလောက်ရင်ဆိုင်လိုက်ရသေးသည်။သို့တော်ယခုနောက်ဆုံးချိန်မှာတော့ကျွန်ုပ်မိခင်အသင်းတော်သည်ယုံကြည်ခြင်းဝိညာဉ်အတော်မှန်သည့်အာရုံသည့်ဖြစ်ဖခင်သခင်၏အိမ်တော်ကိုအသစ်သောခင်မြင်ခေတွေးလိုဖြစ်တည်ဆောက်နိုင်ခဲ့သည်။အဖဖခင်သခင်၏ကျေးဇူးနှင့်ဂရုဏာတော်ကိုပတ်ဝန်းကျင်အရရနိုင်ထုံတောင်းစေပြီးဖခင်မြတ်တာကိုအပြန်ဝင်မျှနိုင်ခဲ့ကြပြီဟုကျွန်တော်ဆိုချင်ပါသည်။ ကေတီရှင်သခင်ခရစ်တော်ကဤကြောက်ပေါ်မှာငါ၏အသင်းတို့ကိုတည်ဆောက်မည် ထိုသင်းတော်ကိုမရဏနိုင်ငံ၏တကားတို့သည်မနိုင်ရ။ဤကဲ့သို့ရှင်မသက်ခရစ်ဝင်16အငယ်18မှာဖော်ပြခဲ့၏။ယင်းဆိုစကားသည်ဓမ္မပညာရှင်အေဒန်ရှူဘလော့ကီအဆိုအရညာတန်ပြီး၍ကြွေးကြော်သံဖြစ်သည်။မရဏနိုင်ငံ၏တကားတို့ကိုအသင်းတော်သည်တိုက်ခတ်အောင်မြင်ရမည်ကိုဆိုလိုသည်ဟုအဘိဓေဖွင့်ဆိုပါသည်။မှန်သည်ကျွန်တော်တို့သည်စာရမဏတ်၏တကူနှင့်တကားများကိုကျေးဇူးတော်နှင့်ဂရုဏာတော်ကိုခံယူသောကျွန်တော်တို့ယုံကြည်သူအသင်းတော်သည်ချိုးဖြစ်နိုင်ရမည်ဖြစ်သည်။ ပေးစင်ထုတ်သတင်းစာကိုကြည်ပါအနိဋ္ဌယုံနှင့်မျိုးမျိုးကိုမြင်နေရသည်ဒီကြားထဲမှာပင်ကျေးဇူးနှင့်ကိဉ္နာတော်သည် ကွေပြောက်ခြင်းရှိပါမဟာဓမ္မကန်ဒီကပြောခဲ့သောစကားရှိပါသည် ပြစ်ကင်းမဲ့သောစိတ်နှင့်ခွင့်လွှတ်ခြင်းသည်ဘုရားသခင်နှင့်အတူလူပုံမှာကြုံတွေ့နေရသောရက်ဆက်ကြံကြုံမှုများကြားမှပင်ပေါ်ထွက်နေသည်တဲ့။ဟုတ်ပေသည်စီးရဲတိုက်ပွဲတွေဘလို့ပြီးဆုံးသောသလဲ။နျူကလ িয়ার အင်အားဖြင့်ပြီးဆုံးခြင်းလောမဟုတ်ပါ။အရှိဥရောပအသင်းတို့များ၏ဖျောင်းနိုင်အလင်းအောင်မှာဆူတောင်းခြင်းဖြင့်ပြီးဆုံးသောခြင်းဖြစ်သည်။ထို့ကြောင့်ပဲအရှိပါလင်တရန်ကြီးပြိုကျသောခဲ့သောຫນွေဥညတညာတွင် လူကောင်းတန်းချီရေးကြွေးကြော်ခဲ့သည်။ဦးအသိန်းတို့ကျွန်တော်တို့ကျေးဇူးအထူးတင်ပါတယ်တဲ့။တနည်းအားဖြင့်ပုတ်ရံမင်းကြီးစီမှာကွဲနေတဲ့ခံပေါင်းဘယ်နှခုရှိသလဲဟုသောအာနာရှင်စတာလင်အတွက်ဖျားသခင်အဖြစ်ပေးခဲ့သည်။ခရစ်တော်၌အရှိအနောက်တောင်မြောက်မရှိဟုသောအဖြစ်ပေသည်။မဟာဓမ္မဂန္ဒီ၏တိမ်ဝဲသောနိုင်ငံရေးလှုပ်ရှားမှုသည်လီယိုတော့စတွိုင်း၏ရေးသားခဲ့သောစာပေတွင်ခရစ်တော်၏တောင်ပေါ်ဒေသနာတွေကနေစဉ်သက်လာသည်ဟုဆို၏။နောက်ကလာမာတင်လူသာကင်း၏လမ်းစဉ်သည်လည်းထွန်းလန်းစေမည် င်ဖြစ်ပါသည်ထိုပုဂ္ဂိုလ်အသီးသီးတို့၏အရေးကိုနင်းလျက်အသားရောင်ခွဲခြားမှုစနစ်ဆိုးကြီးကိုပယ်ဖျက်နိုင်ခဲ့သူကတော့တောင်အာဖရိကနိုင်ငံမှပင်ဖြစ်ပါသည်ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ကြီးနယ်ဆင်မင်ဒဲလာသည်အောင်ထဲမှာ26နှစ်တိုင်တိုင်နေခဲ့ရပြီးနောက်ထောင်မှလွတ်မြောက်ချိန်လူစီအစိုးရအားခွင့်လွှတ်မြတ်တာကို ပြသ၍ပြန်လည်သိမြတ်ရေးလမ်းကြောင်းကိုအစဖော်ပေးခဲ့သည် ထိုးချင်းလူဖြူဆိုးရိုက်ဝင်ကြီးချုပ်မှာ FWD Club ဖြစ်၍သူသည်အလွန်စီကံကြီးသောတောင်အာဖရိက Avenistic အသင်းတော်ဝင်ခရိယန်တယောက်ဖြစ်ရာဖျားသခင်ကျွန်တော်တို့ကိုတောင်းဝင်ပေးလျက်ရှိပါသည် ို့တောင်ဝင်မှာ တောင်ဖိကနိုင်ငံသူနိုင်ငံသားများအားကတည်ရန်မည်ဖြစ်ပါသည်။သို့ပါ၍တိုင်းပြည်ကြီးတစ်ခုလုံး၏ငြိမ်းချမ်းသာရစွာအကူအညီကူပြောင်းရေးကိုလက်ခံတောင်းဝင်ယူရပါမည်။ကျွန်တော်တို့လူဖြူများအားလုံးဖျားသခင်အလိုတော်ကိုဝန်ခံကြပါ။အသားရောင်ခွဲခြားရေးဝါဒကိုဆွံ့လွတ်ကြပါဟု၏ပြောကြားခဲ့သည်။ ဒီကြားထဲမှာလူမဲကောင်းဆောင်တချို့ကဒီကလပ်ဤတောင်းပန်တန်ကိုလုံလုံချင်ကြသည်ဘလို့လုံးရပါအဖြူမဲခွဲခြားရေး policy ကိုဘိုးဘေးများနဲ့တကွာမိမိဖခင်ကြီးတို့ကလှုပ်ဟန်ဆောင်ခဲ့ကြသည်ယခုအချိန်နေရဖြတ်သိမ်းပြီးပြီမကျေနပ်နိုင်ဘူးလားတမိုင်းသိခါရီကြကြအောင်လှုပ်ချင်ကြတာလားမေးစရာရှိလာပါသည်အင်္ဂလီကန်ဖုန်းတော်ကြီးဒက်စမန်တူတူဤကဏ္ဍလည်းပါဝင်လာသည် ပြန်လေသိမြင်ရင်အမှုတော်အောင်မြင်နိုင်မှုအတွက်က သူများကိုအရင်တောင်းပန်ခံနေတာကတော့ဟုတ်ပါပြီ။ကိုကအရင်ခွင့်လွှတ်ရင်ပိုပြီးမကောင်းဘူးလား။ဟုဘော့စနီးယားရဝန္ဒါဘာရွန်ဒီအစရှိတဲ့နိုင်ငံတွေရှိမှမြင့်မြင့်မြတ်မြတ်ပုံသက်တွေကောင်းကိုမပြသက်ထိုက်ဘူးလား။တစ်ချက်ကလေးပဲဝင်ချတောင်းပန်လိုက်ပါလူမင်းများကခွင့်လွှတ်ရန်အသင့်ပါတဲ့။ဤသို့ဖြင့်မဆုခင်ကညွတ်ချင်နေသောမေတ္တာရှင်များအလုံးကိုဒီကလပ်နေဖြင့်ပျော်ပျော်ကြီးတောင်းပန်ရင်းမေတ္တာစိတ်ဓာတ်ဖြင့်နိုင်ငံအသစ်ကိုအသစ်တည်ခဲ့ကြလေသည်။ ခွင့်လွှတ်ခြင်းတရားသည်သဘောမကျ၍အောက်သက်သက်ဖြစ်စေသလိုအလိုရှုပ်ထွေးသောသဘောရှိသည်။ကာယကံရှင်တို့ကိုယ်တိုင်ကဈာပွဲစားမပါဘဲခွင့်လွှတ်နိုင်ရမည်အစင်စင်ပြုလုပ်ရမည်။ဖြစ်ကရဇံမဟုတ်လောကလူပေါင်းတွင်တရားမျှတမှုကိုလည်းငဲ့ကွက်ရသေးသည်။စိနစ်ကံနှင့်အထင်းကိုများနှင့်စီမံဆောင်ရွက်ရခြင်းဖြင့်တည်းရေရှိတည်တံ့အောင်ထိုအရှုပ်ထွေးများကိုတော့ရင်ဆိုင်ရလိမ့်မည်ဖြစ်ပါသည်။ဥပမာဂျာမနီနိုင်ငံကိုအပြစ်များမှခွင့်လွှတ်သည့်တစ်ချိန်တည်းမှာဂျာမန်တို့သည်စစ်အင်အားကိုမတည်ဆောက်ရ။ခရီးသူငယ်များကို အချမ်းဖက်တော်သူကိုလည်းခွင့်လွတ်သည်သို့သောကလေးငယ်များအနာမလူမနေရလူသားကောက်တူကိုခွင့်လွတ်သည်သို့သောထောင်မချက်ချင်းလူ၏တနက်ကန်ဆောင်ခွင့်မပေးရစသည်ဖြင့်အားလုံး၏ကျိုးကိုအမှန်တကယ်ဖော်ဆောင်ဖို့ရန်အတွက်ဥပဒေသားတွေကအလိုများပြားနေသည်လူလောကမှာတရောက်တော်ရှိရမှာပေါ့ဘလို့ပဲဖြစ်ဖြစ်အပြစ်မလို့နိုင်ခွင့်မလို့နိုင်သည်ကြောက်မဲ့ဖွယ်အခြေအနေမှာယုံထွက်လျက်ကောင်းမြတ်သောမင်္ဂလာမြင်ကွင်းတို့ကိုအစာထိုးရှိမြင်နိုင်မီကတော့အသေးချပင်ဖြစ်ပါသည်။ မာတင်လူသားကင်းကခွင့်လွှတ်ခြင်းသည်အမြဲတစေရှိရသော စိတ်ဓာတ်ဖြစ်သည်ခရစ်တော်ကိုယုံကြည်သူများအနေဖြင့်ဖခင်သခင်ယေရှုတော်ဂယုဏတော်နှင့်သက်ဆုမြတ်တာကိုဤကဘာပေါ်၌ထင်ရှားစေဖို့ရန်ခွင့်လွှတ်ခြင်းထက်သာလွန်ကောင်းမွန်သောအခြားသောဖခင်ပေးအခွင့်မရှိနိုင်ဟုဆိုခဲ့ပါသည်ခြုံငုံ၍ပြောရလျင်ခွင့်လွှတ်ခြင်းတရားကို လက်ကင်ထားနိုင်ဖို့ရာလေ့ကျင့်၍ယူရမည်သင်ယူရမည်သူသည်အမှုပညာဆန့်သည်ဟုဆိုရပါမည်ယံမီသူစင်ခရိယန်တို့၏အစဉ်လာတွင်ပြည့်လွတ် ွက်ချင်းဝိကို ပြုကြရာ၌ရေဆက်ချရေးဝိပြုကြသည်နှုတ်ဖြင့်ပြစ်လွတ်ပါသည် ဆိုခြင်းထက်ပို၍အသက်ဝင်စေသည် ယနေ့ယုံရင်ဆန်ခတ်ဖြစ်နေသောလူလောကမှလူသားတွေခွက်ဖလားတစ်ခုထဲမှလက်ကိုနှစ်ပြီးအတူတကွာအပြစ်လွတ်ကြလင်းမြင်များကောင်းမည်လေဟုကျွန်တော်စဉ်းစားမိပါသည်ဖက်ဆစ်ဂျပန်တို့၏ဆီအချင်းထောင်မှလူမြောက်လာသူတို့ဦး၏စာအုပ်တုပ်ကိုကျွန်တော်ဖတ်ဖို့သည်ဂျာဘာဆီအချင်းထောင်မှလူမြောက်လာသောသူလော်ရန်ဗန်တာပို့စ်၏ The Prisoner and the Bomb စာအုပ်မှဖော်ပြချက်ဖြစ်ပါသည်မိမိတို့၏ရန်သူများကိုခွင့်လွှတ်နိုင်မှုမှတပါ ချားပင်နည်းနည်းမြကောင်းမြတ်သောအနာဂတ်ဟူ၍မျှော်လင့်စရာမရှိပါကျွန်တော်ဤထောင်နှန်းဆန်ဘဝအတွေ့အကြုံရဘာသာတရားအဆုံးအမတစ်ခုတည်းကြောင့်မဟုတ်နျူတန်ဤသွေးငင်အားနိယာမလို့ပင် လူသားဤဝိညာဉ်၏နိယာမဟုကျွန်တော်ဆိုခြင်းပါသည်သွေးငင်အားနိယာမကိုစန့်ကျင်လျင်စက်ကျူး၍သိနိုင်သလိုခွေလူချင်းနိယာမကိုစန့်ကျင်လျင်အမုန်းတန်တရားသည်ဘယ်အခါမှဖြစ်နိုင်လိမ့်မည်မဟုတ်ပေ